ဆေယာဇင်ယောနီဝိဇာမျက်လုံးတယ်ရိုဟော့ကိန်းဒီဇင်ဘာလာဆေရာဇင်ယောနီဟောပြောတဲ့တနင်္ဂနွေသားသမီးများအတွက်ဒီဇင်ဘာလာကန်စတာဟော့စဒန်ကိုဖတ်ကြားပေးပါမယ်ဒီရက်တွေအတွင်းမှာလူ့သမ ्या ကြံသမ ्या အနောက်ရှက်တွေကြုံနေရမယ် မနာလိုရန်လိုသူ ပေါ်များမယ်ဆွဆွဲပြီးနာမည်ဖြတ်တာတွေခံရတတ်ပါတယ်မိတ်ဆွေညင်လူရင်းတွေတစ္ဆာဖောက်တတ်ပါတယ်နေရာထိုင်ခင်းကိစ္စအစာဦးကိစ္စရည်ရချက်တွေပြတ်သွားတတ်ပါတယ်ခြေဦးတဲ့ရထွက်သွားခြင်းစိတ်တွေပေါ်လာတတ်ပါတယ်အချီကြီးအိမ်တောင်ရေးမှလည်းနှီးမြနိုင်မြဖြစ်တတ်ပါတယ်လင့်ကြတာချော်လဲတာ ချက်တော့ခါဒုက္ခပေးတာတွေကြုံရတတ်ပါတယ်။စီမျက်စိကျမ်းမာရေးညံ့တတ်ပါတယ်။ပညာရေးကိစ္စတင်တန်းကိစ္စတွေ မတင်မကျဖြစ်ရတတ်ပါတယ်။လက်ရှိအလုပ်တွေကိုရက်ဖြစ်ခြင်းစိတ်ပေါ်လာတတ်ပါတယ်။အလုပ်အတန်းကိစ္စတွေအတွက်လည်းစိတ်ညစ်ရတတ်ပါတယ်။အဖို့တန်အတုံးဆောင်လျှက်စစ်ပစ္စည်းတွေဝင်မယ်။ အောက်လက်ငယ်သာအတွက်ဝမ်းတာစရာတွေကြုံရပါလိမ့်မယ်။ပြည့်တနာတစ်ခု အလိုလိုရှင်းသွားမယ်။မိမိအားရန်လုတ်သူတွေရက်ဝဲတို့ထွက်သွားခြင်းတူတရားသူစီရင်သွားခြင်းဆိုတာမျိုးတွေဖြစ်သွားပါလိမ့်မယ်။မထေမတ်တဲ့နေရာကငွေတွေအများကြီးဝင်လာမယ်။ငွေအဝင်ကျန်းတဲ့လောက်အထွက်လဲကျန်းတတ်ပါတယ်လို့ဟောပြောထားပါတယ်။ ဆက်လက်ပြီးတနင်္လာသားသမီးများရဲ့ဒီဇင်ဘာလကန်စာတာကိုဖတ်ကြပေးပါမယ်ဗျာဒီရက်ဒီအတွင်းမှာအဆဆအယားယာသတိထားဖို့လိုပါတယ်လူသမားဒုက္ခဆိုသလိုဖြစ်နေမယ်အင်မတန်ရန်အနည်းများလဲကာလာပါပဲအလွတ်မှာလဲအထင်ငုံအနှောင့်ယှက်တွေအများကြီးကြုံမယ်မကူညီခြင်းနဲ့အပြန်ဒုက္ခပေးမယ်လူတွေတန်းစီနေတတ်ပါတယ်ပြဿနာဟောင်းယောဂဟောင်းတွေပြန်ပေါ်လာတတ်တယ်ဆွေမျိုးလိုဖြစ်နေတဲ့မိ쇠တွေကတစ္ဆာဖောက်ကြလိမ့်မယ်ပြဿနာခက်ကြီးကြီးတစ်ခု ဖြည့်ရှင်းရတတ်ပါတယ်။ကြီးကျယ်သူတွေကလည်းအမြင်ဆောင်လိမ့်မယ်။သူတစ်ပါးပြဿနာကြောင့်မှညက်သွားတတ်ပါတယ်။ငွေကြီးရှုပ်ထွေးလိမ့်မယ်။တစုံတယောက်ရဲ့အကြက်ကန်ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်။စိတ်ညစ်စရာဧည့်သည်တွေတည်င်းတွေလည်းဝင်လာတတ်ပါတယ်။အကြက်တွေနေကြတဲ့ကပဲအဖိုးတန်ပစ္စည်းတွေဝင်လာမယ်။ရဝေးနဲ့ဆက်သွယ်တဲ့အလုပ်တွေအောင်မြင်မယ်။အလုံးနေရာအိမ်နေရာအထက်စိတ်ချမ်းသာစရာ ဖြစ်လာမယ်။အောက်လက်ငယ်သားအထက်စိတ်ချမ်းသာရတာ ကွဲကွာနေသူတွေနဲ့ပြန်ဆုံတာအချီအိမ်အောင်ရစိတ်ချမ်းမြေ့စရာကြုံတာတွေဖြစ်လာမယ်။ဥကောင်းပိုင်းဝေဒနာခံစားရတာပါတယ်။ထိမိခိုက်မိဖြစ်တာ ခြေရုပ်ဒုက္ခပေးတာမျိုးတွေလည်းကြုံရတာပါတယ်။အခုတကအင်္ဂါသာသမီးတို့ရဲ့ဒီဇမာလကံစားတာဖြစ်ပါတယ်။ဒီရက်တွေအတွေ့မှာကောင်းသောအပြောင်းလဲရီကြုံလာမယ်။အလုံနေရာအိမ်နေရာပြင်ဆင်ပြောင်းရွှေ့ရတတ်တယ်။ ဘာသာရေးပညာရေးနဲ့ပတ်သက်လို့အတွေးခေါ်သူပညာထူးတွေရတတ်တယ်။အလုံမှာ အခွင့်အရေးကောင်းနေရာကောင်းရတာတွေကြုံမယ်။ဝန်ထမ်းဆိုရင်ယာဒုခိစာအခြေအနေကောင်းကြုံမယ်။မိသားစုတွေကဆွေမျိုးတွေကနိုင်ငံခြားခီးစီစဉ်နေတဲ့သူရှိရင်အောင်မြင်သွားလိမ့်မယ်။အချစ်ရေးအိမ်တော်ရင်းနဲ့ပတ်သက်ယူလဲသတင်းကောင်းကြားတတ်ပါတယ်။အဖိုးတိုင်းဖြစ်စီတီပြတ်တက်ထွက်တက် မီလီယစ်အန်ရဲကြုံတတ်တယ်။မိတ်ဆွေရင်းတွေနဲ့အစစ်မပြေလမ်းခွဲရတတ်တယ်။ အောက်လက်ငယ်သားတို့ကတောကရောက်เสียကြုံမယ်အမိုက်ကစားပြတ်တန်မီလောင်ဆိုသလိုပြေတနာသေးသေးလေးကနေကြီးသွားတတ်ပါတယ်ကျမ်းမကြီးတချောင်းချောင်းဖြစ်နေမယ်စိတ်နဲ့လူနဲ့မကပ်ပဲဖြစ်နေမယ်ငေးတိငေးငိုင်းဖြစ်နေတတ်တယ်ငွေဆုံးတာပျောက်တာ အချင်းငါးကိစ္စစိတ်ညစ်ရတာကြီးကဲဖူတွေနဲ့စိတ်တဘိုးကွဲတာမျိုးတွေလည်းခြုံရတတ်ပါတယ်ဆရာသမားလိုလူတွေနဲ့အစစ်မထစ်ဖြစ်တတ်တယ်ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာ ဆုံးဖြတ်ခတ်တဲ့အချင်းဤဂျုံလာတတ်ပါတယ်လို့ဟောကြားထားပါတယ်။2025ခုနှစ်ဒီဇင်ဘာလဘုဒ္ဓဟူးသာသမိများကန်စလာကိုထပ်မံဖျားပေးပါမယ်။ဒီရက်တွေအတွင်းမှာစိတ်ချမ်းသာစရာတွေအတော်များများဂျုံလာမယ်။ပျော်ပဲရှင်ပဲတွေဂျုံတာ အပန်းပြီခကြီးလိုမျိုးတက်တောင်တက်တာ AECC ခကြီးတွေတွားရတာအဖိုးတန်ပစ္စည်းတွေဝင်လာတာ စိတ်ချမ်းသာပွေတည်င်းကောင်းဧည့်သည်ကောင်းတွေရောက်လာတာတွေကြုံရတတ်ပါတယ်အမျိုးသမီးတဦးကထီထီရောက်ရောက်အကူအညီကောင်းတွေပေးလာမယ်လုပ်ငန်းတွေတိတိတာတာအောင်မင်လာစီးပွားတိတိတာတာတက်တာမျိုးတွေကြုံလာမယ်အောက်လက်ငယ်သားတွေအတားလဲကောင်းသောအပြောင်းလဲတွေထစ်လာမယ်မိဘဆရာသမားကြီးခဲ့သူတွေအတွက်ဝမ်းမြောက်စရာတွေကြုံရကြားရတတ်တယ်ပညာဤကိစ္စ ်တင်းနှန်းကိစ္စတွေလည်းထင်ထင်ရှားရှားအောင်မြင်မယ်။ထီပေါက်တလိုမျိုးငွေတွေဝေါကနေဝင်လာခြင်းရှိတယ်။ဆုံးရှုံးမတ်တထစ်နေတဲ့ငွေတွေပစ္စည်းတွေဝင်လာတတ်တယ်။နေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စတွေကတော့စိတ်ညစ်ရကပါတယ်။အိမ်နီးချင်းတွေလော့ဖော်ကိုင်းဘက်တွေကြောင့်လည်းစိတ်ညစ်ရတတ်တယ်။လင်ကြအချော်လဲတာထိခိုက်မိတာမျိုးတွေလည်းကြုံရတတ်ပါတယ်။အခြေကြီး အင်းတောင်ဤမှာ အနောက်ရှက်ကြီးကြီးမားမားဂျုံမိန်ရဝေးကလူတစ်ယောက်အတွက်စိတ်ညစ်အပ်တတ်ပါတယ်ဆက်လက်ပြီးတော့ဂျာတာပရိသတ်မိများရဲ့ဒီဇင်ဘာလကန်စားတာကိုဖတ်ကြပေးပါမယ်ဒီရက်တွေအထွန်းမှာစကားများရန်ပွဲများဖြစ်ရတတ်ပါတယ်ကိုကြောင့်ဖြစ်တဲ့ပြဿနာအပအဝင် သူများကြောင့်ဖြစ်တဲ့ပြဿနာပါပွဲတွေဆက်နေတတ်ပါတယ်ဘလို့ပဲကင်းအောင်နေနေပြဿနာတွေက လာပြီးပတ်သက်နေတတ်ပါတယ်မိသားစုအတွင်မှာလည်းတယောက်တစ်ပေါက်ဆိုသလိုဖြစ်နေမယ်ပြီးသွားပြီလို့ထင်တဲ့ပြဿနာတွေပြန်ပေါ်လာတတ်ပါတယ်အလွတ်မှာစိတ်ကုန်စရာတွေကြုံလာမယ်အလွတ်ပြောင်းချင်စိတ်တွေပေါ်လာတတ်ပါတယ်အမတန်ရင်းနှီးသူထဲကနာရေးကြုံလိမ့်မယ်နေရာကိစ္စအဆောက်အုံကိစ္စတွေအဆင်မကြီးထင်မယ်မိခင်ဓမ္မခေါအတော်စာတီတွေကြမ်းမကြီးညက်မယ်အောက်လက်ငယ်သားအတွက်တော့ စိတ်ချမ်းသာစရာတွေကြုံရပါလိမ့်မယ်။မြင်းပြပြောက်ပြောက်ထစ်ညီရသူတွေပြန်ပေါ်လာတတ်ပါတယ်။ကျမ်းမာရေးအတွက်ငွေကုန်ကြေးကျများတတ်ပါတယ်။အစီအစဉ်မရှိဘဲနဲ့တင်တန်းတစ်ခု တက်ဖြစ်တာပညာကောင်းရတာတွေကြုံလာမယ်။ဆရာသမားကြီးခဲသူများရဲ့လက်မှာထိမိခိုင်မိဖြစ်တတ်ပါတယ်။အခုတခါကတော့တောက်ကြသားသမီးများရဲ့ဒီဇင်မာလာကန်စတာအကြောင်းဖြစ်ပါတယ်။ဒီရက်တွေအတွင်းမှာရက်ဝေအဆက်အသွယ်ကောင်းတွေပေါ်လာမယ်။ ခီကီစာပေါ်လာမယ်အောင်မြင်မယ်။မြန်မာနဲ့လူစီကအကူအညီကောင်းတွေရတတ်ပါတယ်။ထွက်နေတဲ့ငွေတွေ PC တွေပြန်ဝင်လာမယ်။ဆုံးရှုံးထားတဲ့အခွင့်အရေးတွေပြန်ရတတ်ပါတယ်။ပျောက်နေတဲ့ PC တွေအမှတ်မထင်ပြန်တွေ့တတ်ပါတယ်။ဇာသမာမိတ်ဆွေတို့ရဲ့အကူအညီကောင်းပေါ်လာမယ်။အပေါင်းအသင်းနှစ်ယောက်ရဲ့တည်င်းကောင်းကြမယ်။အင်ကိစ္စအဆောက်အုံကိစ္စနေရာကိစ္စတွေမှာတော့မှန်ချက်နဲ့နန်းထွက်လွဲတတ်ပါတယ်။အောက်လက်ငယ်သားတို့လည်းစိတ်တော်ကရောက်ရတဲ့ မိသားစုတွေကတယောက်ခြေထောက်မှာထိခိုက်မိတတ်ပါတယ်။မသိစလောက်အခက်အခဲပြေဒနာလေးတစ်ခုရှင်းမပြီးနိုင်ပဲဖြစ်နေတတ်ပါတယ်။အချီရစ်အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့တာယာယံရာနိုင်နှုံးပြေလို့ပြောရမှာပါပဲ။ကြည်နူးဝမ်းမြောက်ဖယ်လက်ဆောင်ပစ္စည်းတွေလည်းဝင်လာတတ်ပါတယ်။အရေးကြီးတဲ့ကိစ္စတစ်ခုမှာဆုံးဖြတ်ချက်မားတတ်ပါတယ်။စိတ်လေစရာအဖြစ်အပျက်တွေကြုံလာတတ်တယ်။ရက်ဝေးကြည့်ခဲ့သူစီကအကူအညီရတာရက်ဝေးတည်ငောင်းကြတာပညာရေးကိစ္စ တင်တန်းကိစ္စအတွက်ဝမ်းသာစရာကြုံလာလူငန်းအဆက်တွေတဲ့အခွင့်အလမ်းကောင်းပေါ်လာတာတွေကြုံရတတ်ပါတယ်။ငွေနဲ့ပတ်သက်ပြီးအထစ်အငော့အခက်ခဲတွေပြည့်လည်သွားမယ်။သူတပားတွေရဲ့အထင်လွဲဆွဆွဲချင်းခံရတတ်တာကိုလည်းသတိပြုရမယ်အချိန်မှပဲ။အခုနောက်ဆုံးဖိတ်ကတော့စနေသားသမီးကန်းစားတာပါ။ဒီရက်တွေအတွင်းမှာထီကိုကယူဆိုင်ပြီးထိုးတင်ပါတယ်။၄ဆ၆ဆရှာပြီးထိုးတင်ပါတယ်။ငွေအွှင်ကြီးရွှင်နေမယ်။ အဖက်ဖက်ကငွေတွေဝင်လာမယ်။ရွှေဝေးနဲ့ပတ်သက်ပြီးတော့လည်းငွေတွေဝင်လာတတ်ပါတယ်။အဖိုးတန်ပစ္စည်းတွေဝင်လာလက်ဆောင်ပစ္စည်းတွေရတာအကြောင်းကြောင်းနဲ့ထုံကြီးတဲ့ငွေတွေပစ္စည်းတွေပြောင်းဝင်လာတာရွှေဝေးကဝမ်းသာစရာအဲ့ဒီတွေရောက်လာတာနေရာထိုင်ခင်းကိစ္စအဆောင်အုံကိစ္စအစိမ့်ပြီးအောင်မြင်လာပြီးကျုံလာမယ်။လျှက်စနဲ့ပတ်သက်လို့ပြင်ဆင်မှွမ်းမှန်ရတာတွေလုပ်ဖြစ်မယ်။အောက်လက်ငယ်သားနဲ့တာသမီးတို့အတွက်စိတ်ချမ်းသာစရာတွေကျုံလာမယ်။ အောက်လက်ငယ်သားရဲ့ပညာရေးကိစ္စခီးကိစ္စတွေအောင်မြင်မယ်အချီးအိမ်တော်ကြီးမှလည်းကောင်းသော အပြောင်းလဲတွေကြုံလာမယ်အဆင်မပြေဖြစ်နေသူအဆင်ပြေသွားကြပါလိမ့်မယ်သူတသားရဲ့အချီးအိမ်တော်ကြီးမှတော့ကြားညက်ဖြစ်ရှင်းရတတ်တယ်အတို့ထောင်ချောက်တွန်းလုပ်သူတွေကြောင့်မိသားစုစိတ်ဝင်ဝဲဝိုင်းရတတ်တယ်မတော်တဆထိခိုက်အန္တရာယ်ကြုံတာ အပူလောင်တာမျိုးတွေကြုံတတ်ပါတယ်အလို့မှာ အတိုက်အခန့်အပြိုင်ဆိုင်တွေကြောင့်စိတ်ညစ်ရမယ်။တမင်နှုတ်ဆက်တာဒုက္ခပေးတာတွေကြုံလာတတ်ပါလေ။အထူးသဖြင့်မိမတယောက်ကအကြက်ကိုကင်ချင်းချုပ်တာမျိုး ရန်တိုက်ပေးတာမျိုးတွေလှုပ်လာတတ်ပါလေ။ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကအောင်မြင်သွားပါလိမ့်မယ်။